ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့မနေ့ခင်မှာဆိုလို့ရှိရင်တော့ Manchester United နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဆွေးနွေးသွားပါမယ်။ Eden Heaven တို့တာအပြင် Jadon Sancho တို့နဲ့ပတ်သက်ပြီးတော့ရထားတဲ့သတင်းတချို့ကျွန်တော်ရှိတယ်ပေါ့နော်။ဆိုတော့အားလုံးမင်္ဂလာပါ။မင်္ဂလာပါဆက်သမိုင်းနော်။အားလုံးပဲမင်္ဂလာပါ။ဆိုတော့ Eden Heaven နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအများကြီးတူတူကြကြတော့မဟုတ်ဘူးပေါ့နော်။ကျွန်တော်တို့မနေ့ကလည်းပဲ ဒါ Manchester Evening News ရဲ့ဖော်ပြချက်အရ Eden Heaven ရဲ့အခြေအနေဒီကိုအတင်းဘက်ကမကြာခင်မှာထုတ်ပြန်နိုင်ဖို့အတွက်ကြိုးပမ်းနေတယ်ဆိုပြီးတော့ကျွန်တော်တို့ဘောနော်ပြောထားသလိုပဲလက်ရှိဒီထဲမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီပြပြမယ်ကစားမလေးကိုတိုင်ကသူ့ရဲ့ Instagram မှာဗျာပြောထားတာလေးကျွန်တော်ရှိတယ်ပေါ့နော်တည်တယ်မလားပရိသတ်တွေရဲ့လက်ရှိဒါအားပေးမှုတွေတဲ့သူဘယ်လောက်ထိကျေးဇူးတင်ကြောင်းနော်ဒါအပြင်ပရိသတ်တွေပေးပို့တဲ့ message တွေကိုလည်းသူဖတ်ပြီးကြောင်းနော်အကောင်းဆုံးပြန်လာနိုင်ဖို့အတွက်နော်ဒါစူးစမ်းသွားမှာဖြစ်ကြောင်းသူဒါလေးကိုကျွန်တော်ပြောထားတယ်အတင်းဘက်ကဒီနေ့တော့ သူတို့တွေဒါကျွန်တော်ကတော့ဒီထုတ်ပြန်လိမ့်မယ်လို့ထင်တာပဲမနေ့ကသတင်းတွေထွက်တယ်ကစားသမားလေးကဒီနေ့မှသူကရံပြောတယ်ဆိုတော့ဒါတွေကစစ်စည်းချက်တွေပါတယ်အကုန်ပြီးသွားလို့ကျွန်တော်ထင်တယ်စစ်စည်းချက်တွေเนาะပြီးလို့ရှိရင်ကစားမရဲ့တန်ရာချင်းတွေဘလို့ရှိနေတယ်အရာအလုံးကိုအတင်းတာဝန်ရှိသူတွေဘက်ကဒီစစ်စည်းပြီးသွားလို့ပေါ့နော်အခုလက်ရှိကစားမကိုရံကဒါမျိုးဒီ Instagram တွေပါတင်ထားတာလို့ကျွန်တော်ထင်တယ်အတင်းဘက်ကတော့ဒီနေ့ထုတ်ပြန်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဟိုစိုးစိုးဝါးဝါးကြီးမဖြစ်ဘူးပဲဗျာရာဒီကုံတွေပါတွေအထိကျွန်တော်ဖြစ်မသွားဘူးပဲ ဒါအပြင်ကျွန်တော်တို့မနီကလည်းဟိုသတင်းပြောထားတဲ့အတိုင်းပဲဒီပွဲပြီးတဲ့အခါမှာကစားမကိုယ်တိုင်က productive boost နဲ့ပြောရမလဲလမ်းဒီပါတွေပါရှောက်နေတယ်ဆိုတာကိုကျွန်တော်တို့ကြည့်ရင်နောက်အချီနီကအဆင်ပြေတယ်ဗျာအဲ့လောက်ကြီးကြီးစူးစူးဝါးဝါးဖြစ်လိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့နှစ်ပတ်ကနေသုံးပတ်လောက်ထိပဲကျွန်တော်နားမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တလားလောက်ပဲကျွန်တော်နားမလားအဲ့လောက်ပဲဖြစ်လိမ့်မယ်လို့လည်းကျွန်တော်ထင်တယ် စူစူဝဝိုင်းဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါအပြင်မဖြစ်ဘူးလေတော့ကျွန်တော်မျှော်လင့်တယ်။ဒါဆိုတော့ဒါ heaven နဲ့ပတ်သက်တဲ့အရာပါဆိုတော့အတင်းဘက်ကထုတ်ပြန်လာတဲ့အချိန်ထိပဲကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာ။ဆိုတော့ဒီထဲမှာမှကျွန်တော်တို့ Jaden Sancho နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကျွန်တော်ပြောကြည့်အောင်ရှေ့ဒီမှာလည်းပဲ Sancho နဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ထွက်ခဲ့တာတွေကျွန်တော်ဆွေးနွေးပြီးသွားပြီ။ဒီထဲမှာပါလဲဆိုတော့ဒါ Peter Hall ကနေပြီးတော့ report လုပ်ထားတာပါ။ ။ဒါမင်နွေရာသီအပြောင်းအရွှေ့မှာဂျီဒန်ဆန်ချူအတွက်ပေါ့နော်။မန်ချက်စတာယူနိုက်တက်နဲ့ဒီချုပ်ဆိုထားတဲ့ပေါင်25တန်းတန်စာချုပ်သဘောတူညီချက်ကိုဖျက်သိမ်းဖို့အတွက်ချယ်ဆီရဲ့ဘက်ကစဉ်းစားနေတယ်။အဲဒီအဲ့ဒီသဘောတူညီမှုကိုသဘောသဘောတူညီမှုကိုဖျက်သိမ်းဖို့အတွက်ပေါ့နော်။ဒါသူတို့အနေနဲ့အတိတာထင်ရှားတဲ့ပေါ်ရရောကြီးပမာဏကိုပေးဆောင်ရဖို့တော့ရှိသေးပေါ့ယူနိုက်တက်ရဲ့ဘက်ကတော့ရှင်းနေလာမယ့်ရာသီအစီအစဉ်လေးထဲမှာ ဂျီဒန်ဆန်ဂျူလုံးဝပါဝင်ခြင်းမရှိဘူးပေါ့အသင်းရဲ့အနာဂတ်စီဇန်တွေမှာအကယ်လို့ကစားမကမတော်တဆပြန်ရောက်လာမယ်ဆိုလို့ရှိရင်တောင်မှပေါ့နော်အီနီယိုစ်ဘက်ကချက်ချင်းဆိုသလိုပြန်ရောင်းထုတ်ဖို့အတွက်ကျွန်တော်ကြိုးပမ်းသွားမယ်ဆန်ဂျူဒီလာမယ့်အသင်းရဲ့အစီအစဉ်တွေမှာလုံးဝမပါသလိုအသင်းဘက်ကလည်းပြန်ပြီးတော့ကစားမဖြစ်သူကိုအသင်းမှာလိုချင်တဲ့စိတ်လုံးဝကျွန်တော်မရှိဘူးအသင်းဘက်ကအမှန်စင်အမှန်ကန်ပြန်ပြီးတော့ဗောနော်အပြောင်းလဲအပြောင်းလဲတွေလုပ်ဖို့အတွက် ငွေရှာဖို့အတွက်ဆန်ဂျူကိုအဲ့ဒါအမြန်ဆုံးရောင်းထုတ်မှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုဂျီဒန်ဆန်ဂျူနဲ့ပတ်သက်လို့ကတော့လက်ရှိမှာအားလုံးကတော့ဖြည်းဖြည်းချင်းနဲ့မျိုးလုံးပွင့်လာကြပြီလို့ပဲကျွန်တော်ပြောရမလားဟမ်ကစားမဖြစ်သူရဲ့ဘက်က attitude ပိုင်းမကောင်းတာတွေကြိုးစားခြင်းစိတ်ထူးထူးခြားခြားကြီးကျွန်တော်မရှိတာတွေပြည်တယ်မလားနော်တာမန်လောက်ပဲအလေးလိုက်ရင်းနဲ့သူ့ရဲ့အကောင်းဆုံးဆိုတဲ့ခြေစွမ်းတွေကိုကျွန်တော်မမြင်ရတာတွေကတော်တော်ကိုတိုင်ပတ်တယ်နော်ဒေါ့မွန်လိုအသင်းမျိုးကတော့မှဗျပြန်ခေါ်ဖို့အတွက်မကြိုးစားဘူးဆိုတာကိုကျွန်တော်ကြည့်ရင် ဘလောက်ထိကျွန်တော်ဖြစ်နေတယ်လဲကျွန်တော်ကောင်းကောင်းတွေးနိုင်တယ်အသင်းဘက်ကတော့လက်ရှိမှာ Chelsea နဲ့ကကျွန်တော်အမြဲတမ်းသတင်းတွေမှာပြောသလိုပဲချုပ်ဆိုထားတဲ့သတင်းကကျွန်တော်ရှင်းတယ် Chelsea အနေနဲ့ Premier League အဆင့်14ထက်ကျော်ပြီးတော့ရာသီသိမ်းနိုင်နေဆိုလို့ရှိရင် Sancho ကိုမဖြစ်မနေပေါင်25တန်းနဲ့အပြည့်အဝခေါ်ရမယ်အကယ်လို့ Chelsea ဘက်ကအဲ့ဒီစာချုပ်25တန်းတန်းကိုဖျက်သိမ်းခြင်းနဲ့ဆိုလို့ရှိရင်ယော်ကြီးတိတိတတပေးရမယ်။အဲ့ဒါဆိုလို့ရှိရင်တော့ကစားမကိုပြန်ပို့လို့ရတယ်ပေါ့။အသင်းထံပြန်ရောက်လာရင်လည်းပဲကျွန်တော်ကပြန်ရောင်းမှဆိုတော့ဒါအဖြစ်တဲ့နဲ့လုပ်ရပါ။ ပြည်မလားကျွန်တော်တို့ဆန်ချိုကိုပြန်မလို့ခြင်းမှုပြာเนาะကျွန်တော်ပြောချင်တာကဒန်နီယယ်ဂျိမ်းစ်လို့ကစားမကိုပြန်ရတာမှာအချိန်ကြီးအများကြီးကောင်းအောင်ပဲဒန်နီယယ်ဂျိမ်းစ်ကိုပြန်ရတယ်ဆိုလို့ရှိရင်အနည်းဆုံးတော့ဒီအသင်းမှာသူသူကစားခွင့်ရတဲ့အချိန်တိုင်းမှန်ကန်ဒီကစားမကကစားပေးတယ်လောက်ခလာစားလဲဆန်ချိုလောက်ကုန်စရာမလိုဘူးဗျပြည်တနာလဲဆန်ချိုလောက်ထိမရှိဘူးပြည်တနာဆိုတာရှားတော့မရှားဘူးဗျဟုတ်တယ်မလားเนาะဘာမှအပားခူတာဘာညာမှုလဲကျွန်တော်မရှိရဘူးမသိရဘူးဆိုတော့ဒန်နီယယ်ဂျိမ်းစ်ကမှအများကြီးကောင်းနေတယ် နော်ဆိုတော့ဒါကြောင့်အသင်းဘက်ကတော့ဆန်ချိုကိုပြန်ပြီးတော့ရောင်းထုတ်ဖို့စဉ်းစားနေတယ်ကျွန်တော်ကတော့ဘာလို့ဆန်ချိုကိုသူတို့အကယ်လို့မြန်ချယ်ဆီဘက်ကရော်ဂျေးပြီးပြီးတော့ပြန်ရောက်လာမယ်ဆိုလို့ရှိရင်တော့မှချက်ချင်းဆိုလို့ပြန်ရောင်းတင်တယ်ရောင်းတင်တဲ့နေရာမှာကျွန်တော်တို့ဘယ်သူတွေဘယ်အသင်းတွေရှိမလဲသူ့ကိုခေါ်ဖို့အာတာမန်အသင်းလေးတွေတော့ကျွန်တော်ရှိမှာပေါ့ဗျာကစားမကသာတပတ်ကို၃သင်းခွဲရနေတာကိုရှော့ယူမယ်ဆိုရင် သူ့ကိုခေါ်ခြင်းတဲ့အသင်းတွေပါညာတော့ကျွန်တော်ရှိမှာပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုလို့ကျွန်တော်ကျွန်တော်တို့ဒီဒေါ့မွန်တို့ပါတော့ကိုဒါပြန်ပြီးတော့ကြိုးစားရမှာပဲဒေါ့မွန်ဆိုလို့ရှိရင်ဒါသူတည်တယ်မလားဒီဘာလဲဒီပြန်ရောက်သွားတော့ငါအငှားနဲ့သွားတော့ငါချန်ပီယံစ်လိဖိုင်နယ်ဒီဘာလဲဒီတက်သွားတယ်မလားအဆင်ပြေတယ်လीနော်ဒါပေမဲ့လို့ယာဒီလဲကုံရောကျွန်တော်တို့ကပြန်ရောက်ခြင်းနဲ့လဲပြောရောဒီကောင်းကြီးကမဝေခြင်းတော့ဒီမှာနော်အာဒိုကိုဒီပြတာအကိုဒီလိုချင်တဲ့35တန်းလားတန်း40လားနော်မပေးနိုင်ဘူးဆိုတဲ့သဘောမျိုးနဲ့ဗျာနော်ဆန်ကျူကလည်းလာတာရှော့ယူမဲ့အချင်းမျိုးမဟုတ်ဘူးဆိုတော့ တော့မွန်မှာထက်ပိုများတဲ့လစာကြီးကောင်ရနေတယ်ဆိုတဲ့အခါကျတော့တော့မွန်ရဲ့ဘက်ကပြန်ပြီးတော့အပြစ်တက်မခေါ်ဘူးဆိုတော့အကယ်လို့ချယ်ဆီထံကနေဒီကောင်ပြန်ရောက်လာတယ်ဆိုလို့ရှိရင်ချက်ချင်းစုတို့ကျွန်တော်တို့နေတာပြန်ပြီးတော့ကျွန်တော်တို့ဒါရောင်းချသင့်တယ်နော်ချက်ချင်းချက်ချင်းမင်းကြိုက်တဲ့တင်ချန်ပီယံရှစ်အသင်းပဲဖြစ်ဖြစ်သိတယ်မလားနော်မင်းတခြားဘွန်ဒက်စ်လီဂါပဲဖြစ်ဖြစ်မင်းနော်စပိန်လာလီဂါပဲဖြစ်ဖြစ်သိတယ်မလားကျွန်တော်ပြန်ကြည့်ရအောင်သိနေပြသည်လားဘလူးမန်အခြေအနေမကောင်းဘူးနော်အန်တိုနီဆန်တိုကိုပြန်ခေါ်တာမှဟုတ်ဦးမယ် ်အန်တိုနီဆက်တိုးဆိုလို့ချင်းဒီကောင်သုံးသိန်းခွဲရတယ်ဆိုဆန်တိုးကနှစ်သိန်းပဲလာသာမင်းဒီကောင်နဲ့ပြောင်ပူပြီးတော့တက်တာသေးတယ်နော်ဒါအပြင်သူကမင်းလက်ရှိ real betting မှာဆိုမင်းသားဖြစ်နေတာဟုတ်တယ်မလားနော်ဟိုချက်ဆန်ချိုးကအဆင်မပြေပါဘူးဒါကြောင့်အသင်းဘက်ကတော့ဗောနော်အမ်ဘိုရင်ရဲ့အစီအစဉ်နေတဲ့မှာလဲဆန်ချိုးကိုထည့်မထားဘူးအီနီယိုစ်ရဲ့အနာဂတ်အစီအစဉ်နေတဲ့မှာလဲဆန်ချိုးကိုထည့်မထားဘူးဆန်ချိုကိုယ်တိုင်ကလည်းဒီအတင်းကိုသိတယ်မလားဒီလုံးဝအစင်ဒီဒီဘယ်လိုပြောမလဲမျက်မုံးကျိုးနေတယ်ဗျာမျက်မုံးကျိုးနေတယ်ဗောနော်ကိုယ်တိုင်အသုံးမကျတာတော့အတင်းကိုမျက်မုံးကျိုးနေတယ် နော်ဟိုမတန်တဆလာသားကြီးလည်းကျွန်တော်နင်းကန်နေအောင်ယူထားပြီးတဲ့ခါကျတော့ဆိုတော့ပြန်ရောက်မှုကျွန်တော်ဂျိုးပန်းမှာဆိုတော့အသင်းအနေနဲ့ပြန်ရောက်တာမရောက်တာထဲပြန်သီးလားအသင်းထံပြန်ရောက်မလားဖို့ရေးကြည့်တယ်တခုတော့ရှိတယ်နော်သီးလား25တန်းနဲ့ဒီကောင်လေးအပြီးတော့ခေါ်ရမှာအကယ်လို့မင်းပြီးရောကြီးပြီးဆိုလို့ကျမင်း10တန်းလောက်ထိတောင်းချပလိုက်သီးလားမင်း9တန်းနဲ့10တန်းကြားဒီရောကြီးကိုတောင်းချပလိုက်နော်အဲ့ဒါဆိုဒီကောင်လေးအဲ့10တန်းပေးမလားမဟုတ်ရင်ဒီကောင်25တန်းနဲ့ခေါ်မလားရှင်းရှင်းလေးရယ် နော်အကယ်လို့ Chelsea ကချယ်စီက9တန်းနဲ့10တန်းကြာရောကြီးပြီလို့ပြန်ရောက်လာမယ်ဆိုရင် okay ဟုတ်ပြီကွာငါတို့ဒီချက်ချင်းပြန်ရောက်အောင်မင်းတန်း30လောက်နဲ့ရောင်းချပလိုက်အဲ့ဒါဆိုပူတော်မမင်းမင်းငွေရရအောင်မယ်ဟုတ်တယ်မလားနော်အတင်းဘက်ကစီစဉ်လို့ရတယ်နော်ငါတို့ကတော့မင်းကိုလုံးဝပြန်မလို့ခြင်းဘူးဒါပေမဲ့သူများအတင်းကနော်လုံးဝငွေကြီးအများကြီးပြီးပြီးတော့ရောကြီးပြီလို့ပြန်ရောက်လာရင်တော့ယူမယ်ပြီးရင်ငါတို့ကမင်းပြန်ပြန်ပြန်ရောက်မှာအဲ့ကြလို့ရှိရင်တော့မင်းငွေရနှစ်ပေါက်ဆရာကြီးနော်ချက်ချင်းဘက်ကတော့ရောကြီးကဘယ်လောက်ပေးမလဲကျွန်တော်ကြည့်ရမှာပါဗျာနော်ဒီကောင်မဖြစ်မနေပြန်ပြီးတော့ ချဲစီဘက်ကရောင်းချင်တယ်ပြန်လွှတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီရမလားနော်ချဲစီဘက်ကလည်းစဉ်းစားမှာပေါ့โอเคငါတို့တွေ25တန်းပေးပြီးတော့ဆန်ချိုကိုဝယ်မယ်ပြီးရင်ညွေရာဒီအပြောင်းရွှေ့မှာ35တန်းတော့ ਨੇ ရောင်းမယ်ဆိုလို့ရှိရင်ငါတို့အမြတ်ထွက်နိုင်တယ်ပေါ့နော်ဒါဆိုငါတို့ချဲစီမှာဆက်ထားမယ်ပေါ့အဲ့လိုဖြစ်ရင်ဖြစ်မဟုတ်ဘူးဆိုလို့ရှိရင်โอเคငါတို့တော့ United ကို9တန်းအနေ10တန်းကြာရောကြီးပေးပြီးတော့ပဲလက်လွတ်လိုက်မယ်ဘယ်ဟာငါတို့တော့ပိုကောင်းတယ်ဆိုပြီးတော့သူတို့ကြည့်ရမှာပဲအကယ်လို့ နော်ရောင်းမထွက်ဘူးဆိုလို့ကျွန်တော်3သိန်းခွဲနဲ့မင်းတို့ဆက်ထားပေါ့ကွာဟုတ်တယ်မလားနော်စာချုပ်ကလည်းချုပ်အောင်မှာပေါ့နော်၄၅6နဲ့နော်အဲ့လိုမျိုးဆိုတော့ဆန်ချိုရဲ့ချင်းကြီးကတော့မင်းဘယ်သိန်းကမှန်ဒီကောင်မလူချင်းတဲ့ချင်းကြီးဖြစ်နေပြီနော်ဘယ်သိန်းကမှမလူချင်းတဲ့ချင်းကြီးဖြစ်နေပြီဆိုတော့တေချာတာတကူကတော့အသိန်းအနေနဲ့ဒါအသိန်းရဲ့အနာဂတ်ထဲမှာဒီကောင်ကိုလုံးဝထည့်မထားဘူးဆိုတော့နော်ဘလို့ပဲဖြစ်ဖြစ်ပါပြန်ရောက်မလာဘူးရေးကြည့်ပါနော်ကျွန်တော်ပြန်ရောက်လာလို့နော်ရောင်းချမယ်ဟိဘာညာဆိုတော့ပြန်ရောက်မလာဘူးရေးကြည့်တယ်ဒါပေမဲ့လို့ရောကြီးကောင်းကောင်းပြီးမယ်ဆိုရင်တော့ပြန်ရောက်လာရင်ပြဿနာတော့မရှိဘူးဆရာသမားရေနော်